နောက်ရာသီမှာတဲ့ Rashford, Sancho, Onana မမြင်ရလို့ရှင်ကျင်းနေပြီဗျာတဲ့နော်အဲသူတို့မမြင်ရဖို့ကအရင်မကြည့်ဘူးဗျာနော်သူတို့မမြင်ရဖို့ကအရင်မကြည့်ဘူးကိုအတင်းကောင်းဖို့ကအရေးကြီးတယ်ဟုတ်တယ်မလား brother တို့နော်သူတို့ကိုမြင်တာမမြင်တာကအဲ့လောက်ကြည့်တယ်ကျွန်တော်အရင်မပြူးဆရာသမားကြီးနော်မင်္ဂလာပါတဲ့โอเคပါအဲကျူချင်းကခုမှပြန်လာတော့ဗျာတဲ့အားပေးနေပါတယ်โอเคကိုညီကိုချစ်သူများကြီးတင်ပါတယ်ဂျေဒန် Sancho နဲ့လဲလဲရမှာဗျာတဲ့ Sancho လူကစားမမျိုးကို Aston Villa ကလာစားအဲ့လောက်မပြီးနိုင်ပါဘူးနော် Sancho ကလည်းလာစားရှော့ယူဖို့မရှိဘူးဆိုတော့ ်အက်စတိုမီလာနဲ့ဆန်ချိုရဲ့အပြောင်းအရွှေ့ကဘာမှသိပ်ပြီးတော့ဖြစ်လာကြတော့အကြောင်းမရှိဘူးပေါ့နော်တခုရှိတာကကျွန်တော်တို့အူနာနာမထွက်သည့်ကျွန်တော်တို့ကတခြားဘယ်ကူသမားမှခေါ်ဖို့မရှိဘူးဆိုတော့လက်ရှိဒီကူသမားပဲအူနာနာနဲ့ပဲကျွန်တော်ဆက်သွားမယ်အချိန်မျိုးပါအဲဘရူနိုဖနန်ဒက်စ်ကိုတဲ့နော်အဲရောင်းပြီးတော့ဗျာတဲ့ပေါင်သန်း30လောက်ဖြစ်ပြီးတဲ့ကွင်းလယ်ရှေ3ယောက်ဝယ်တင်တာဗျာတဲ့နော်โอเคပါကျေးဇူးများကြီးပါတယ်ဆိုတော့ပြည်တနာတော့လော့တင်မှာဖာရနက်စ်ကเนาะအတင်းမပြောင်းတော့ဘူးဆရာသမားကြီးเนาะ စင်မကောင်းပါဘူးเนาะစင်မကောင်းပါဘူးဦးနန္ဒကားရဲ့ဂုသမကောင်းမားတယ်เนาะ okay အဲ okay ဒီဘေးเนาะဒီဘေးကိုเนาะကျွန်တော်တို့နည်းနည်းလေးဟွာဖြစ်လိုက်မယ်เนาะเนาะเนาะဘန်းလိုက်မယ်เนาะဟုတ်တယ်မလားเนาะအဲ့လောက်ကတော့ဗျာတဲ့ဝဲကိုဝဲသိနေတဲ့25တန်းတန်း30လောက်နေကတော့တဲ့ဦးနန္ဒနဲ့ပဲ100ဒီလုံးကဘလို့မနော်အဆင်ပြေမှာမဟုတ်ဘူးတဲ့เนาะအဲအဓိကတော့ဗျာကျွန်တော်တို့နေเนาะဝဲကိုဝဲသိနေဆိုတော့ဦးနန္ဒထွက်มาပဲဝင်มาပါအခုက ကစားမတွေခေါ်တယ်ဆိုလို့ရှိရင်ပြောင်းရွှေ့ခြင်းနဲ့တင်ပြီးသွားမှာမဟုတ်ဘူးလာစာတွေဘာတွေเนาะအီဂျင်ကြီးတွေဘာတွေဒါမူရီယာပါသေးတာဆိုတော့ကျွန်တော်တို့ကဟို၃နှစ်၃နှစ်စာချုပ်ချုပ်တယ်ဆိုလဲ၃နှစ်စာကျွန်တော်တို့တွက်အမှာဖာညာနဲ့ဦးနနာကိုငါတို့လက်လွတ်မှာပဲနောက်တစ်ယောက်ကိုခေါ်မယ်မဟုတ်ရင်တော့မခေါ်ဘူးဆိုတဲ့ပုံစံမျိုးအတင်းဘက်ကလုံနေတာနည်းနည်းတော့အန်ဒီအများတယ်ပေါ့နော်နည်းနည်းတော့အန်ဒီအများတယ် ။ဟော့ဂလက်စီရဲ့ဂိုးသမားကိုဗျာတဲ့အဲဒလောင်နဲ့ဇီနေရမယ်ဆိုတာတော့တော်တော်တန်းတဲ့နေရာမှာပါတယ်တဲ့အတင်းဘက်ကရအောင်ကျိုးပန်းတင်နေဗျာတဲ့နော်။ Okay ပါချစ်သူများဒီမှာတဲ့။အဲလိုင်းဒီဂိုးသမားလေးကြိုက်တယ်ဗျာတဲ့အတင်းဘက်ကိုခေါ်ဖို့ကျိုးပါစီနာတဲ့အသက်ကလည်း23လောက်ပဲရှိသေးတာတဲ့ Okay ပါချစ်သူများဒီမှာတဲ့။အတင်းငါတဲ့ left mid နဲ့ right mid ကစားမားတွေမဝယ်တော့ဘူးလားဗျာတဲ့။ဘိုင်နာက ထွက်မှာလားတဲ့ဘိုင်နာထွက်မှာပါဘိုင်နာကထွက်မှာပါเนาะသူကိုယ်တိုင်က2026ခုနှစ်ပေါ့เนาะဒီကမ္ဘာဖလားအတွက် ူတူရကီယူအတွက်သူပါကျင်နေဆိုတော့ပွဲထွက်ခွင့်တိတ်မရတဲ့အတင်မှာသူနေဖို့မရှိဘူးဆိုတော့သူထွက်မှာပါဆရာသမားရေနော်အဲဘရူနိုဖရန်နက်စ်ကိုရဲ့နောက်ရသည်ဘေနာတာဆော့မယ်ထင်တယ်တဲ့နံပါတ်10ရူမှာအပြောင်းလဲတွေလုပ်မယ်အပြောင်းလဲဆိုတော့လူစားလဲတာတွေလုပ်မယ်အိုက်ဂျန်ထားလိမ့်မယ်ဒါမှမဟုတ်ကွင်းလင်မှာထားပါလိမ့်မယ်နောက်ထပ် defensive midfielder တစ်ယောက်နဲ့ဒါပဲရှိတာပါနော် မာရီနက်စ်ကိုသာရလို့ကတော့ပြရတယ်နော်ဦးနနာကိုအရင်ကုန်ကိုတန့်ပူရမှာတဲ့ရပါစီလို့ကျွန်တော်မျှော်လင့်ရမှာပေါ့လေနော်ရပါစီလို့မျှော်လင့်ရမှာပေါ့ဒါပေမဲ့လို့အတင်းဘက်ကဂူးသမားနေရတော့ပေါ့နော်ဒါကျူပန်းမှုတော့ရှိတယ်လို့ကျွန်တော်မထင်ဘူးခန်းစစ်ဝယ်ဖို့ရှိတယ်ထင်လားတဲ့အဲကျွန်တော်မထင်ဘူးပြနော်အတင်းဘက်ကခန်းစစ်အားဖြစ်လိမ့်မယ်လို့မထင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဂျူနီယာဘန်စ်ကနားမှာနော်ကျွန်တော်တို့ခန်းစစ်မှာဘယ်နှယောက်ရှိလဲဒီနီလော့ကလည်းထွက်ပြီးဂျူနီယာဘန်စ်ကလည်းဟိုဖြစ်ပြီးဆိုတော့ခန်းစစ်ကခေါ်တော့ခေါ်ရမှာဒါပေမဲ့ကျွန်တော်တို့ပေါ့နော် အဲလုကျောရှိမယ်လုကျော လုကျောလောလောဆယ်ပေါ့နော်လုကျော Aiden Heaven Desandro Martinez အဲ့ဒါ left center ပဲ၃ယောက်နော်ပြီးလို့ရှိရင် Harry Maguire Dele Mazraoui ပြန်သေးတော့သူပြန်သေးတော့ Lenny Yoro ကျွန်တော်မှ center back 9ယောက်ရှိတယ်ကနမ9ယောက်ရှိတယ်အဲ့ဒီတဲကအာဟိုကောင်ကတော့ဒဏ်ရာပြဿနာခဏတိုင်းရတာဟိုကောင်ကတော့ထုတ်ဒီကောင်ကတော့ဘာဖြစ်တယ်ညာဖြစ်တယ်တို့ဘလောက်ပဲပြောပြောအတင်းကတော့ပြောင်းလဲလို့လိမ့်မယ်လို့ကျွန်တော်မထင်ဘူးเนา ဆိုတော့ခံစစ်တွေဒါအများနေပါတယ်ကျွန်တော်တို့ quality ကောင်းသည်ဖြစ်စီမကောင်းသည်ဖြစ်စီเนาะအရင်ချင်းရှိသည်ဖြစ်စီမရှိသည်ဖြစ်စီမလွယ်ပါဘူးအတင်ဘက်ကเนาะကျွန်တော်ထားဖို့ကကိုမျိုးတက်ဦးတဲ့အဲ super chat အတွက်ကျေးဇူးများကြီးတင်ပါတယ်လက်ကဘာဖြစ်တာလဲပြားတယ်เนาะ okay အဲလက်ကဘောလုံးကန်လုံးဖြစ်တာဘောလုံးကန်လို့ကျွန်တော်တို့ဒါ9တိုင်းနဲ့ဟွာဖြစ်ပြီးတော့ဖြစ်ထားတာဆက်သမားကြီးเนาะကျေးဇူးများကြီးတင်ပါတယ်ကိုကျော်ပြည့်စုံဦးအဲ super chat အတွက်ကျေးဇူးများကြီးတင်ပါတယ် brother နေရာကျေးဇူးများကြီးတင်ပါတယ် okay ဆိုတော့အခြား comment လေးကျွန်တော်ကြည့်ကြည့်အောင်ပါ အဲအတင်းကဗျာတဲ့နော်ခန်းစစ်ကဒီပုံစံနဲ့ဆိုလို့ရှင်တော့ comment မထင်ဘူးတဲ့ဘာတင်းမှမထွက်ဘူးဆိုတော့တဲ့ဟုတ်ပါတယ်ကျွန်တော်အထင်လည်းပဲခန်းစစ်ကခေါ်လိမ့်မယ်လို့ပေါ့နော်ဆိုတော့မထင်ဘူးပေါ့နော်တူတော်လည်းပဲကြည့်ရမှာပေါ့လေဘူသူတွေကိုရောင်းပြီးတော့ဘူသူတွေကိုအစားထိုးမှုလေဒီညဒီပုံစံနဲ့ကတော့ကျွန်တော်တို့ခန်းစစ်မှာရောင်းလို့ရမယ့် example ကအလောက်မရှိဘူးပြည်သေးလားဝင်လေနဲ့ကိုသမားတော့ဗျာတဲ့လဲမှရမှာတဲ့တပတ်တပွဲဆိုမြဲလို့ဥနနာကတပတ်တပွဲဆိုပဲလိမ့်အောင်ခန်းစားရတာအဲ့ဒါအမှန်ပဲ brother အဲ့ဒါအမှန်ပဲအဲ့ဒါအမှန်ပဲနော်တပွဲဆိုတပွဲတားသီးတာဒါဥနနာကဒါပေမဲ့လို့ပေါ့နော် ထင်ပါတယ်ကျွန်တော်ကတော့အတင်းဘက်ကဂိုးသမားအပြောင်းလဲဆိုတော့တိတ်ဦးစားပေးတယ်မှမပါဘူးဗျာနော်မပါဘူးအဲညပွဲတွေ watch round လို့မလားလဲအဲနိုင်ငံပွဲတွေကဗျာကျွန်တော် watch round တော့လုပ်ဖို့တော့စီစဉ်မရှိပါဘူးနော်အမြဲလို့ပေါ့နော်အဲဘိုလူဝဲကြလို့ချင်တော့လုပ်ချင်လုပ်မှာပေါ့လေဘိုလူဝဲဆိုတော့နေတော့လည်းကြည်တင်တယ်နီနော်အဲ့တော့ဘိုလူဝဲကြရင်လုပ်ချင်လုပ်မှာပါဒီညတော့မလုပ်ပါဘူးဗစ်တာအိုစီမန်ကိုတဲ့အတင်းဘက်ကရောက်အောင်ကျူးပန်းမှာဗျာတဲ့အိုစီမန်ကတော့ဒီပုံစံနဲ့ဆိုလို့ရှိရင် sorry ကလပ်တွေကိုပြောင်းဖို့ကျူးပန်းသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ် 85တန်းပေးပြီးတော့နာပိုလီထံကန့်လှမ်းဖို့သူတို့လုပ်နေကြတာဆိုတော့အိုစီမန်ကတော့ဗောနောကျွန်တော်ထင်တယ်သူပြောင်းလိမ့်မယ်ထင်တယ်ပြောင်းလိမ့်မယ်ဆိုတော့ United တော့မဟုတ်ဘူးဗောနောဆော်ဒီတို့ဘာလို့ကိုပြောလို့တော့မရဘူးပေါ့လေတခြားကလပ်တင်းတွေဘက်ကတကယ်ကျိုးပန်းလာတယ်ဆိုလို့ချင်းကစားမကပြောင်းကျင်နေဆိုလဲအပြောင်းအရွေးကဖြစ်ရင်ဖြစ်သွားမှာပေါ့ကာကက်စ်ကိုခေါ်တင်တာဗျာတဲ့အာလီဗာပူးတင်းကိုရောက်မယ်ကစားမပါနော်လီဗာပူးတင်းကိုရောက်မယ်ကစားမပါနော်ဆိုတော့နော်အဲကာကက်စ်ကလီဗာပူးတင်းကိုရောက်မယ်ကစားမပါဘယ်နောက်ခံလူတွေ့ဗျာတဲ့ဖူလန်ကရော်ဘင်ဆန်လေးကိုတော်တော်ကြိုက်နေတာတဲ့အဲ တော်ကတော့ win backs တွေရောက်လာမယ်လို့မထင်ဘူးပေါ့နော်ကျွန်တော်ပြည်သက်တွေကတော့နော်မြင်နေကြတာပဲကိုအတင်းရဲ့ဘက်ကဘာမှမလုပ်တာခက်တယ်ဟလားတိုက်စစ်ပြားတဲ့၃ယောက်စလုံးပြောင်းဖို့ကားတဲ့အရင်အရေးကြီးဆုံးပဲတဲ့အဲ့ဒါမှပြားတဲ့ကွန်းလေပြီးမှဂိုးသမားတွေဘာတွေတွားမှာတဲ့နော်โอเคပါချစ်သူများတွေပါတယ်လွတ်လပ်ရေးဖာကင်ကြီးတော့ပြင်လာပြီးတဲ့ဘယ်တင်းကိုပြောင်းမယ်ထင်လဲတဲ့လက်ရှိမှာတော့သူကိုယ်တိုင်လာစာရှုပ်မယူဘူးဆိုလို့ရှင်ဘယ်တင်းမှပြောင်းဖို့မရှိပါဘူးတော်တော်တယ်သူ့ကိုစိတ်ဝင်စားတဲ့ဘယ်တင်းမှကျွန်တော်ရှိမနေသေးဘူးပေါ့နော်ဘာတွေဆက်ပြီးတော့ဖြစ်မလဲကျွန်တော်ကြည့်ရပါဦးမယ်နော် ဘာလီဘာကိုသဘောကျနေတာဗျာတဲ့အဲဘာလီဘာကတော့လုံးဝအတန်မထွက်ဘူးပေါ့နော်အတန်ထွက်လဲဈေးကတော့နည်းမှာမဟုတ်ဘူးဘာလီဘာတို့ဘာတို့ကလည်းရှိမှာအဲငွေလေးငွေသေးတယ်ဟိုအရင်တိုးတက်နိုင်ကြီးကလည်းတအားကောင်းတော့ဒီကောင်လေးကဈေးကတအားကြီးမှာဘလူးမန်းကိုရဖို့မလွယ်ဘူးဆန်ချူနဲ့ရက်ဖို့ကိုတဲ့နော်အဲမရရအောင်ရောင်းမရမယ်ဗျာတဲ့အတင်မာဒီကောင်လေးကိုမမြင်ကျင်တော့ဘူးတဲ့နော်โอเคအဲကျေးဇူးများကြီးတင်ပါတယ်2025ရဲ YouTube stream စုပြရတယ်เนาะ Anxious Speed မရပါဘူးဘယ်လိုကိုပြင်မလဲကျေးဇူးများတင်ပါတယ် အမ်အမ်ပွဲဘူးကားတဲ့ quality player ပါဗျာတဲ့ဒါပေမဲ့အလွန်အလွန်ဆုံး90လောက်ဆိုလို့ရှိရင်တင့်တော်ဆုံးထင်တာပဲတဲ့ကျွန်တော်တို့အသင်းတိုင်းကအခက်ကြအချက်ကန်လို့ခံစားရတယ်။ကိုရီကလည်းနယ်လန်တူနန်နဲ့ကိုမရှိသေးတာတဲ့နော်။အဲအဲ့ဒါတော့ဗျာရှေ့ကအလုလုခေတာတွေညံနေတော့အခုချိန်ကြီးခံနေရတာပေါ့ကိုအသင်းကနော်အခုလည်းရှိအသင်းတိုင်းကတိနေပြီလေဒီကောင်းလေးဆိုတောင်းတောင်းတာတောင်းမရကိုရတယ်တိတယ်မလားအခုဆိုလို့ချင်းကျွန်တော်ကြည့်ပါလားအမ်ပွဲမူကငါတို့ကတော့ကွာမင်းတို့အဲ့လောက်မတန်လို့ငါတို့မပြီးမခေါ်တော့ဘူးငါတို့နောက်တစ်ယောက်ကိုခေါ်တော့မယ်ဆိုရင်နောက်တစ်ယောက်ဘယ်သူတွေကျွန်တော်ရှိလဲမရှိဘူးဆိုတော့အသင်းမှာကပလန်ကမရှိဘူး လန်ဘီယမ်ကျူအံပွဲမှုကမလို့ကျင်းတို့ငါတို့မခေါ်တော့ဘူးကွာမင်းတို့တန်း90ဈေးကြည့်လို့နဲ့ငါတို့နောက်တစ်ယောက်ခေါ်မယ်ဆိုတဲ့တရင်မျိုးလဲမလွှင့်ဘူးသိလားအံပွဲမှုပြကျွန်တော်ပြောချင်တာက quality player ကတော့ player ပဲမင်းကလည်းဒိဗ္ဗေမရှိတာအဲ့လောက်ကြီးပေးရအောင်ငါတို့မလားလာစားမများတဲ့ကနာချူကူမပြားတဲ့ဈေးကောင်းရအောင်မရောင်းနိုင်ရင်အတင်းဘုတ်ဖွဲညံ့နေလို့ပြောရမှာပဲတဲ့ဘုတ်ဖွဲကတော့ကျွန်တော်ညံ့တာပဲเนาะဘုတ်ဖွဲကတော့ကျွန်တော်ညံ့ညံ့တာပဲเนาะအဆင်မပြေပါဘူးเนาะဘလို့မှအဆင်မပြေပါဘူးအတင်းဘုတ်ဖွဲကတော့ဘလုံးကမှလည်းအပြောင်းအရွှေ့တစ်ခုပြီးသွားတယ်လေ အာငါတို့တော့ဟေးနော်မလီမသိရင်အလကားရလိုက်တယ်လို့ပဲကွာဆိုတဲ့အပြောင်းရွှေ့မျိုးရှိကုန်မရှိဘူးအင်းရတယ်နော်ဟိုပေးရတဲ့ဈေးပေးရတဲ့ဈေးကိုကျွန်တော်တို့ဒါနော်မတန်တဲ့ကစားမားတွေနဲ့ဗာနေအဲ့ဒါကြီးနဲ့ပြည့်နှက်နေတာဆရာသမား